marthaleverly.com. 那那去。哦，这个有，好呀，哇。အမျိုးတော်ရနော်အမျိုးတော်တက်တယ်ကွာကြီးရတော့ကြီးနေတယ်အတန်းကြီးတော့ကြီးနေတယ်အဲ့ဒီကတော့ဒီကနေတော့ဘာမှမရောက်နေသေးဘူးဘယ်လိုလဲ ပြောမယ်ဒီအလုံးနဲ့လည်းဆက်ဆက်နေဆိုတော့လေဒီကအနုပညာရှင်တွေဆိုတာဘယ်လိုပြောမလဲဒီလိုအလှပရင်လည်းဆက်ဆက်နေတော့သူသူနဲ့ဆက်ဆက်တဲ့ဟာလေးဖွင့်လိုက်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးလေးဆိုတော့ဝမ်းသာတယ်ဘာလို့ဒီလိုဆိုင်လေးကြည့်ရလဲလို့ main ကလေးဟိုမိမအလုပ်ပေါ့နော်အဲ့လိုမျိုးပြောအဲ main ကလေးနဲ့လည်းလိုက်တယ်အတွက်ကြောင့်မလို့ချိန်တတ်တယ်ဝမ်းလန်းဝမ်းသာမက်ဆင်စာဒီဆိုင်လေးဖွင့်ပြတာအကုန်လည်းယူတယ် ဝမ်းသာတဲ့စကားတော့အတိုင်းမသိပါပဲဒီလိုမျိုးဆိုင်ဖွင့်နေဆိုတာလည်းတောင်းတန်အရေးချင်းနဲ့လည်းမရပါဘူးဒါစေနာထားတဲ့အပေါ်မှာ customer တွေဘက်မှာစေနာထားမှုလည်းအများကြီးလိုပါတယ်မဆင်ရဆိုလို့ရှိရင်အခုအမတို့လူပညာလောကထဲမှာအမအမဆိုပြီးအရင်ချစ်ရတဲ့လူပညာရှင်တယောက်ပါအမတို့ကိုယ်တိုင်ကလည်းလေးစားရတယ်ဘာဖြစ်လို့လဲဆိုတော့ အမှုပညာတော်တာထက်တော်လဲတော်တယ်နောက်မဆင်ရအလပအထိမ့်သိမ့်နိုင်မှုလည်းအရန်ကိုချီးကျူးပါပဲအဲ့အတွက်ကြောင့်မဆင်ရအရန်ကိုအမအားတို့အားကြရတဲ့မျိုးသမီးတယောက်ပါပဲဟင်းကောင်းပါရဲ့ဒါဒီဟာမိန်းကလေးအတွက်ပဲလေဒါဒီဆိုင်လေးကမိန်းကလေးအတွက်ပဲတည်သက်ဆိုတော့အာလောက်ရတယ်အဆင်ပြေရယ်ဝါဆူလည်းအမြဲတမ်းလာလို့ဖြစ်မှာပါအာဝါဆူနဲ့အတူတူ ီဆိုင်လေးကိုပါဆိုရလဲဖိတ်ခေါ်ကြပါရဲ့အနီစင်ရဲ့ဆိုင်လေးမှာပါဆိုလို့လည်းလာလို့မယ်ဟာအနီစင်ကိုချစ်တဲ့ပိတ်သက်ကြီးတွေလည်းအနီစင်ကိုလှကြည့်နေဒီဆိုင်လေးကိုလာလို့ပါလို့ပါဆိုဖိတ်ခေါ်ရပါတယ်သူကမဆက်ရပြအလှပလည်းရမ်းကြိုက်တယ်ဗောနော်အလှပနဲ့ပတ်သက်ပြီးတော့ဒီရမ်းဟိုပြမယ်ဤနဲ့ပို့ပြီးတော့ဟိုအရွယ်ရပို့ပြီးတော့ဝါပို့ဝါဖြစ်တယ်ဆိုနေမဲ့ဗော သူကပို့ပြီးဤဝတ်ထောင်မှာဟိုလှပကိုပို့ပြီးနားလိုက်ကိုပို့ပြီးမြန်မာဆဆန်လည်းလည်းလိုက်တယ်ခစ်ဆိုလည်းအခုချိန်ဒီခန္ဓာကိုထိန်းထားနိုင်လို့ပေါ့နော်ဘယ်ဝတ်စားဖို့ပဲပေါ့နော်အဲ့ဒါမက်ဆေ့ရဲ့ဒီဇိုင်းလေးညမကအများစားအောင်မြန်မာစေစုတော်တောင်းပို့ကောင်းပါလေကိုရီတငယ်ချင်းဆိုင်ဖွင့်နေဆိုတော့လေအရေးကြောင်းဆိုရင်ပြေးလာလို့ရရတယ်သူစရလက်သက်လို့ဆိုလည်းလာခဲ့ပါအောင်ဆိုတော့သူ ကလေးလည်းခေါ်လို့ရတာပေါ့မြို့ကောမင်းမင်းချင်းချင်းဆိုင်ဆိုတော့လေဒီအချိန်မီးကိုရညီမဆိုင်လို့ပဲသွားလာလို့အဆင်ပြေတာပေါ့ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကိုရဲ့တကယ်ချင်းချင်းဆိုင်မှာလာရောက်လာပြီလို့ရှိတယ်နော်အလားမှာပဲရှိတယ်မဟုတ်လားလားမှာပဲဟုတ်ကဲ့နော်အလားပါနေပြတ်ပြီးတော့ဘာလို့သူချင်းနေရှိရဆိုတော့ကြောက်ကြပြီနော်အဲမောစကင်ကရောအမြဲလုပ်ပါတယ်ဟုတ်စကင်ကလုပ်တယ်နောက်ကျတော့ဘော်ဒီမူအောင်တော့ ဟောပေါ့ဟို exercise လုပ်တယ်ဒါပေမဲ့အခု exercise လုပ်လို့မရတော့လက်မှာ fighting chain နဲ့တန်ရရထားတော့ exercise လုပ်လို့ရှိရင်ပူပူကြိုက်ကြိုက်လာတဲ့ခါကျတော့ဘုံဘုံ exercise မလုပ်ချင်ဘာအရင်နေ့တခုလုပ်ရမလဲဆိုတော့အဲ့လိုစဉ်းစားတဲ့အခါမှာမိုးနဲ့အဆင်ပြေလာအခု university ဆိုတဲ့ဓာတ်ဆာအာဟာရဈေးပေါ့နော်ပိန်ဈေးမဟုတ်ကျချမ်းမအောင်ခုပေးနေအသားရည်ကိုလည်းစိုးပြေစေမယ်လူကိုလည်းအစီအကြကြနေ University ဆေးလို့တောက်တယ်။အင်းဘုံချစ်ပြတ်တဲ့ကိုပြောမယ်ဆိုရင်တော့အခုလောဆယ်စကလုံးနဲ့မဆက်ပွဲကိုလိုင်းနေပေါ့နော်။ Rain Rain မှာကတော့ ဟိုမမို့ဆိုရင်တော့ဖာတိဖာသားတော့နေတတ်တာများတယ်အနောက်အောင်မကြိုက်ပါဘူးဆိုပေမဲ့အဲကိုသက်ဆန်သက်ဆန်မှာတော့အနည်းနဲ့အများတော့အရေးချင်းလေးတစ်ခုတော့ရှိရမယ်အဲ့ဒါပါလဲအသားရည်လှောင်နေမလားခနာကိုလှောင်ထားမလားတချို့ဟိုပေါ့ကိုအစားမချန်တဲ့ခနာမလှောင်ဆိုတဲ့အသားရည်လှောင်နေဒါပေမဲ့အသားရည်ပဲပဲလှလားခနာကွဲလှလားအသားရည်ပဲမလှမလားခနာကွဲမလှမလားအများနဲ့လှနေရမှာတော့စိတ်ထားတစ်ခုပဲပါလေဘယ်လိုမှမရဘူး

မကြောက်လာကြည့်ဆက်လက်နေဆိုတာပြပါဦးခင်ဗျာမဆက်ရလေအလုပ်တစ်ခုလုပ်ရင်တွတ်တွလွတ်လွတ်နဲ့ရုံကြီးကြီးနဲ့လုပ်ချင်တယ်ပေါ့နော်ပြစိတ်ကလည်းအရန်ကိုမြန်တဲ့ခါကျတော့စိတ်ကအရှိ့ကိုတအားရောက်တာလေအဲ့တော့အရန်ကိုတွတ်နေတာဖြစ်မှာစိတ်လည်းမြန်တာပါတာပေါ့နော် ောက်ပြရပါမယ်။မရှင်ရဲ့ဒီလိုဒီလိုဆိုဆိုင်လေးဖွင့်နေသွားတဲ့အကြောင်းရင်းကိုလည်းနည်းနည်းလေးပြောပြပါမယ်။အဲဒီစီးပွားရေးတစ်ခုလုပ်မယ်ဆိုစဉ်းစားလိုက်တဲ့ခါကျတော့ဒါမစက်ဟိုလုတ်ခဲ့မှုတဲ့အလုပ်ပေါ့နော်အရင်တော့မစက်ကဘူဒီဘလာတင်တန်းနဲ့ဖွင့်ပူတယ်အလုပ်လည်းလုပ်ပူတယ်ပြီးတော့ကိုပဲဆိုင်တဲ့တကြံမှုဆိုတဲ့နာမည်နဲ့ဖွင့်ပူတယ်အဲ့တော့ခုဒီဘက်အချိန်အခါမှာဟာလားမစလို့အလုပ်ကလည်းနည်းနည်းပါတယ်အဲ့တော့အလုပ်တစ်ခုလုပ်မယ်ဆိုတာစဉ်းစားလိုက်တဲ့ခါကျတော့နေရာတွေလိုက်ရှာတာပေါ့နော်ဟာဒီအိမ်က ညီမမင်းဦးခင်ရဲ့အိမ်ပေါ့နော်မင်းဦးခင်ရဲ့ဒီခန်းလေးကလည်းအားနေဟာကြတော့ဒါလေးလောက်ကြမလားဆိုညီမနဲ့တိုင်ပေးတာပေါ့တိုင်ပေးလို့ဖြစ်သွားတာဒီရေးတိုင်းနားရအောင်ဟုတ်ကျွန်တော်တို့အရက်လောက်ရှိတယ် 你好，对，没事嘛，我操，我厉害了，没电的，没电的，今天不没电了，我操，你没电了，我操，没有风，真的是吧？你那个风，风那个，风的拉吧，不嘛，不是啊，应该是吧，把那把那个。This is a message that we will be able to get out of here. We will be able to get out of here. We will be able to get out of here.